Hello အားလုံးမင်္ဂလာပါဘိုးဘဝချင်းကနေကြိုဆိုပါရစေ။ဆိုတော့မနေ့ဖြန်ကစားမဲ့ပရီးမီးယားလိပွဲစဉ်34ရီတင်းမှာ Chelsea နဲ့ Everton ရဲ့ပွဲကိုကျွန်တော်ပြောကြည့်အောင်ပါ။ဆိုတော့ပွဲစဉ်34ရဲ့ဒါ City ပွဲတို့ Arsenal ပွဲတို့ကတော့ကြားထဲမှာကစားပြီးသွားပြီပေါ့နော်။အထူးသဖြင့် Manchester City ကသူတို့ဒီ Nottingham Forest နဲ့ထင်ပါတယ်။သူတို့ဒီ FA ဖလားပွဲစဉ်ကစားရမယ်။ Arsenal က ျွန်တော်အနေနဲ့ဒီ Champions League ပွဲစဉ်ရှိတယ်ဆိုတော့ဗောနော်သူတို့နှစ်ပွဲကိုကျွန်တော်သာစောစောပေးကစားထားကြတာဆိုတော့ဒီမှာကျွန်တော်တို့ Channel ပွဲစဉ်နေကျွန်တော်ရှိသေးတယ်ဆိုတော့ Chelsea နဲ့ Everton ရဲ့ပွဲကိုကျွန်တော်ပြောကြည့်အောင်ပါပြီးခဲ့တဲ့ပွဲစဉ်33မှာတော့ Everton ကအိမ်ခွင်းမှာ Manchester City ကို2-0ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးတယ် Chelsea ကတော့ဒါ Fulham ကွင်းမှာကစားတဲ့ပွဲမှာ1-2ဆိုတဲ့ရတဲ့နဲ့ဒါခါ comeback ပြန်လာနိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ Everton ကအဆင့်73မှာပါ33ပွဲကစားထားပြီးတော့10ပွဲနိုင်ထားတယ်14ပွဲတည်ကြပြီးတော့17ပွဲရှုံးထားတယ်နောက်ပိုင်းမှာတအားကိုရလက်ကောင်းလာပြီးတော့ဒီကစားမှုတွေမှာအများကြီးကြိတ်လင့်မှုတွေတွေ့လာတယ်လို့ကျွန်တော် Everton ဘက်ကပြောလို့ရတယ်သူတပင် Everton ကနီးပြ David Moyes ပြန်လာပြီးတဲ့နောက်ပိုင်းမှာ ရှောင်းတိုက်ရဲ့လက်ထက်တုန်းကတည်းကပူပြီးတော့ဒါတော်တော်လေးဟုတ်တဲ့ performance တွေသူတို့ပြနေတာဒါအပြင်ဒီအတော်တွင်းမှာဆိုလို့ရှိရင်လည်းပဲသူတို့ဟိုအသင်းကြီးတွေနဲ့သူတို့ခဏတိုင်းတွေ့နေရတယ်ပေါ့နော်ဆိုတော့လက်ရှိ Chelsea နဲ့ပါထပ်တွေ့ရအောင်မေဆိုတော့ Everton တွေ့တော့ပွဲချက်ကာလတွေကိုပြောလို့ရတယ်ဒီမတိုင်ခင်မှာသူတို့ Manchester City နဲ့တွေ့တယ် Everton 2-0နဲ့ကျွန်တော်ရှုံးတဲ့အိမ်ကွင်းမှာ Nottingham Forest ရဲ့ကွင်းမှာသူတို့သွားကစားတယ် Everton က1-0နဲ့သူတို့နိုင်တယ်။ Arsenal ကိုအိမ်ဝင်းမှာလက်ခံကစားတယ်။သူတို့1-1တည်ကြတယ်။ လီဗာပူးကွင်းမှာသွားကစားတဲ့ Everton Wednesday နဲ့ကျွန်တော်ရှုံပြီးတော့ West Ham ကိုတည်ရကြတယ်အဲ Wolverhampton ကိုတည်ရကြတယ် Brentford ကိုတည်ရကြတယ် United ကိုတည်ရကြတယ်ပေါ့နော် Crystal Palace ကိုကျွန်တော်ဒါအဝေးကွင်းမှာ1-2နဲ့9နေပေါ့ဗျာဆိုတော့ Everton အနေနဲ့ရှုံးနေဆိုတာမျိုးကဒီတိတ်ပြီးတော့နောက်ပိုင်းပွဲဒီမှာမရှိဘူးဗျာအထူးသဖြင့် Manchester City တို့ Liverpool တို့လောက်ပဲကျွန်တော်ရှိရကျန်တဲ့ပွဲစဉ်တွေကတည်ရတို့အနိုင်တို့လောက်ပဲကျွန်တော်ရှိရတည်ရကတော့အများစုပေါ့လေဒါကြောင့်ဒီ နီးပြဒေဗစ်မွိုက်စ်ရဲ့လက်အောက်မှာအေဗာတန်ဟာပြန်ပြီးတော့ခံစစ်ပိုင်းတွေကြည့်လစ်လာပြီးကစားပုံတွေပြန်ပြီးတော့ဟုတ်လာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒါက Chelsea အတွက်တော့အတိုင်းအတာတစ်ခုထိ challenging ဖြစ်နေမဲ့အခြေအနေမျိုးပါဘာလို့လဲဆိုတော့ Champions League မဖြစ်မနေဝင်ခွင့်ရဖို့ကြိုးပမ်းရမယ့် Chelsea တို့ဒီပွဲကလည်းသူတို့နိုင်ဖို့အရေးကြီးတယ်။ Chelsea ကလက်ရှိပြီးခဲ့တဲ့နေ့က Fulham ကိုသူတို့နိုင်ခဲ့သည့်တိုင်အောင်ပေါ့နော်။အဆင့်6ထိသူတို့ကျလာပြီ။အဆင့်6ထိပေါ့နော်။ဗာအဆင့်5ထိပဲ Champions League ဝင်ခွင့်ရမှာ Premier League ကအဆင့်6ဆိုလို့ရှင် Europa League ကျွန်တော်ဖြစ်သွားမှာပေါ့နော်။ဆိုတော့ဟို33ပွဲမှာ16ပွဲတိ Chelsea နိုင်ထားပါတယ်တရားဒီမှာ16ပွဲနိုင်ထားတယ်9ပွဲတိကြပြီးတော့10ပွဲရှုံးထားတယ်58မှတ်ရထားတယ်။ဒါဟာသူတို့အောက်က Aston Villa နဲ့အမှတ်တူတူပဲ။ သူတို့အထက်ကအဆင့်9မှာရှိတဲ့ Newcastle နဲ့နှစ်မှတ်กว่าပြီးတော့အဆင့်6ကကျွန်တော်ဒီ Nottingham Forest နဲ့ကျွန်တော်သုံးမှတ်กว่าတယ်ဆိုပြောရရင်ကအချိန်မီွေး Champions League ဝင်ခွင့်ရသွားနိုင်တယ်လို့အချိန်မီွေးဆိုသူတို့အဆင့်9နဲ့8တီထိလဲကျွန်တော်အဆင့်9ထိလဲကျွန်တော်ကြသွားနိုင်ဆိုရင်ရှိတယ်အဆင့်8ကအတင်းနဲ့အမှတ်ကတော့တော်တော်กว่าတယ်ပေါ့နော်ဒါ6မှတ်9မှတ်လောက်ထိကျွန်တော်กว่าတယ်ဆိုတော့ဒါပြည်တနာတော့မရှိဘူးပေါ့ဗျာဒါပေမဲ့ Chelsea အတွက်ကတော့ Champions League ဝင်ခွင့်ဒီသူတို့အတွက်အဓိကအရေးကြီးဆုံးပဲ ယူရိုပါလိတ်နဲ့ကြီးကြီးနဲ့လို့မရအောင်။ဘာကြောင့်လဲဆိုတော့ယူရိုပါလိတ်ကသူတို့ conference league ရရင်ဝင်ရမှာ။ conference league champion ဖြစ်တဲ့တင်ဒီယူရိုပါလိတ်ဝင်ရမယ်ပေါ့နော်။ဆိုတော့ဟို Chelsea တွေ့ယူရိုပါလိတ်ဒီတိတ်ခေါင်းနဲ့ထည့်စရာမလိုဘူးဗျာ။ဆိုတော့လက်ရှိ1 2 5တဲ့ရအောင်ဝင်ရမှာ။ဒါတော့မှအဆင်လေးမဟုတ်ဘူးနော်။ပုံမှန်ဆိုလို့ရှိရင်အဆင်လေးပဲ။ဒါပေမဲ့လို့ဒီ Manchester United တို့ပြီးရင်ကျွန်တော် Arsenal တို့ဒီရမလားလက်ရှိတခြားအသင်းတွေကဥရောပပြိုင်ပွဲတွေမှာအမှတ်တွေတခြားယူထားပြီးတော့နောက်တစ်ဆင့်နောက်တစ်ဆင့်တွေတက်ကြတော့ပရီးမီးယားလိဂ်ကဒါ၅သင်းဝင်ခွင့်ရတာ ဒါတော့ကောင်းတဲ့အခြေအနေမျိုးအဲ့လိုမျိုးဆိုတော့ Chelsea အတွက်အဆင့်၅အတွင်းဝင်နိုင်ဖို့ဒီဒီယာဒီရဲ့ပြစ်မှတ်ပဲအော်နီပြဖြစ်တဲ့ Enzo Maresca ကတော့ဗျာဟိုတနေ့ကဖူလန်ကိုနိုင်ခဲ့တဲ့ပွဲပြီးမှာပေါ့နော်ဟိုသူတို့အနေနဲ့ဒီယာဒီဟာ အင်မတန်ကောင်းတဲ့ຢာသီတစ်ခုဖြစ်လွန်းပြီးသွားပြီပေါ့တကယ်ချန်ပီယံစ်လိဝင်ခွင့်မရလဲတိတ်ပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော် ပြောထားတာဒါတိတ်တော့ inspire ဖြစ်စေတဲ့စကားလုံးတွေတော့မဟုတ်ဘူးပေါ့နော်နီးပြားတယောက်စီက okay ကွာကစားမားတွေရေနော်ငါတို့ဒီຢာသီချန်ပီယံလိဝင်ခွင့်မရလဲပြဿနာမရှိဘူးပြီးခဲ့တဲ့ຢာသီတွေနဲ့ရှင်ငါတို့ကကောင်းနေပြီဒါအဲ့တော့ AAC ကစားကြဆိုတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ဒါပေမဲ့လို့ကစားမားတွေဘက်ကကျွန်တော်ကြည့်ရင် Champions League ကဝင်ရမှအချိန်ကြီးကောက်မှာဘယ်သူမှသူ Champions League ကစားကျင်တာပဲဟုတ်တယ်မလားဆိုတော့ဒါကြောင့် Chelsea အနေနဲ့ဒီပွဲဒီ ဒါနိုင်ပွဲရဖို့အတွက်ကိုပဲအနိုင်ဆုံးဥတီချက်နဲ့သူတို့ချိုးပန်းမှာဒါအပြင်အိမ်ခွင်းဆိုတော့ဟိုနိုင်ဖို့အတွက်လည်းသူတို့အတွက်တော့အချိန်ကြီးရှိတယ်ဗောလေတခုတော့ရှိတယ်လုံးဝပေါ့လို့မရဘူးလုံးဝပေါ့လို့မရဘူးဗောနော်လီဗာပူးတင်းကိုအခက်တွေ့အောင်လှုပ်ထားတဲ့အတင်အာဆင်နယ်ကိုတည်ကြအောင်ကစားထားတဲ့အတင်ဆိုတော့အေဗာတန်ဟာအချိန်မီရွေးဆိုသလိုကျွန်တော်တို့ဒါပွဲတော်တွင်မှာကျွန်တော်တို့ဒီချယ်ဆီကိုဒုက္ခပေးသွားနိုင်တယ် ချဲစီဘက်ကလည်းကျွန်တော်နိုင်မယ်လို့ထင်ထားတဲ့ပွဲစဉ်တွေကြလို့ရှိရင်နောက်ပိုင်းဒီမှာမနိုင်ဘူးဗျာနီးပြဖြစ်သူရဲ့ဘက်ကလည်း system အပြောင်းလဲတွေ improvement တွေကျွန်တော်မရှိတာနော်ကစားမားတွေလည်းအများကြီးအပြောင်းလဲလုပ်လို့အချိန်ကြီးမကောင်းတာနဲ့ Chelsea ကဒါတော်တော်တိုင်ပတ်နေတာဒါတော့မှသူတို့အဆင့်အဆင့်9နဲ့တိတ်ပြီးတော့အမှတ်မကွာဘူးဆိုတော့ Chelsea တို့ကပေါ့နော် တကယ်ကောင်းနေတယ်ခြေစစ်ကလောတဲ့တိုက်စစ်မှာသူ58ဂိုးရီသူတို့ရထားတယ်ခန်းစစ်က6 40ပေးထားတယ်ဂိုး difference 18ဂိုးရီရှိတယ်ဆိုတာကတတော်ကြီးမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်မာရက်စကာအတွက်ပထမဆုံးယာဒီမှာတော့ပြီးခဲ့တဲ့ယာဒီတွေကတည်းပူကောင်းအောင်လုပ်ပြထားနိုင်ပြီဗောလေဒါပေမဲ့နီးပြဖြစ်သူအနေနဲ့ဒီလောက်နဲ့တင်သူကြည်မကြည်နဲ့တင်ဘူးဗောနော်ဒီထက်အများကြီးပူကောင်းအောင်လို့သူဥတီကျတဲ့သူကြိုးပမ်းနေတယ်အဲကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင် Everton အတွက်တော့တော်တော်ကို တိုင်ပတ်ဦးမဲ့ပွဲပါဒါအဝေးဝင်းလည်းဖြစ်တယ်ဆိုတော့ Everton ဘက်ကကစားဝင်ကြစ်လိတဲ့ဘာညာဆိုရင်တော့မှသူတို့ Chelsea ကွင်းမှာအမှတ်ပြရဖို့ကတော့သူတို့အတွက်မလွယ်ဘူးပေါ့နော်တမတ်ရတယ်ဆိုရင်တော့မှတော်တော်ကြီးအခြေအနေကောင်းနေလို့ပြောရမယ် Chelsea အတွက်ကတော့အနိုင်ဆုံးဒီအနိုင်ရလဲဆိုတဲ့ပုံစံမျိုးနဲ့သူတို့တွားမှရမှာဟိုခုနကပြောလိုပဲ Conference League တို့ဘာလို့ကလည်းကနေပြောရင်အချိန်ကုန်နေပြဘာလို့မှာတော့ သိလားနော် conference league တို့ပါလို့ဆိုတော့အဲ့ conference league ကိုကြော်ပြီးတော့ Europa League တို့ Champions League တို့ဝင်ခွင့်ရအောင်ကြိုးပမ်းရမှရမှာခုနကပြောသလိုပဲ Premier League နဲ့အဆင့်ရည်တီမှုနေဆိုရင်တို့ Champions League ဝင်ခွင့်ကရကိုရမှဖြစ်မှာအခုက chance ရှိတယ်ကျွန်တော်ပြောတာ Arsenal နဲ့ Arsenal နဲ့ Liverpool ပဲအမှတ်ကပြတ်တာဂျန်နေသိနေကြတဲ့မှာကမင်း၃မှတ်၄မှတ်လောက်ပဲကွာတာဆိုတော့ကျွန်တော်နောက်ထပ်၅ဘွဲလောက်ကျန်သေးတယ်ဗျာသိလား chance ကအများကြီးရှိသေးတယ် တော့တခုပဲဟိုချဲစီရဲ့နောက်တန်းနေအားနေတာဂိုးသမားတွေအားနေတာကတော့ပြက်တနာပေါ့လေတိုက်စင်နဲ့ပတ်သက်လို့ရှိရင်လည်းပဲစကားအများကြီးပြောတယ်ဂျက်ဆင်တို့ပြန်လာတယ်ဂိုးတွေကကျွန်တော်ချင်းတော့ကျွန်တော်အချင်းကြီးကောင်းမနေဘူးဂိုးပါမာတို့ဆိုလို့ရှိရင်ယာတီစားကဟုတ်မလို့နဲ့နောက်ပိုင်းကျတော့ပြန်ပြီးတော့ညင်သွားပြီပေါ့နော်ဘက်ထရူနေတူတို့လည်းတောင်မန်နှစ်ဖက်စလုံးကိုပြောင်းကစားနေရတာနော်မာရိုကီတို့လည်းအဲ့လောက်ချင်းကြီးမကောင်းဘူးဆန်ချူကလည်းဆန်ချူပဲဆိုတော့ချဲစီတွက်ကတော့ကွင်းလေနှစ်ယောက်လောက်ကပဲအန်ဇူနဲ့ကျွန်တော်ဒီဟိုကန်စီတို့လောက်ပဲတအားညင်တာ ဒီလား RC James တို့ဘာတို့ကလည်းဗျာကျွန်တော်ဟိုဆွတ်ဆက်ပြီးတော့တုံးလို့မရဘူးသူတပြင်း James တို့ဘာတို့ကဘယ်လိုပြောမလဲဒီ injury ပြဿနာတွေကြောင့်ထိမ့်ထိမ့်တင်းတင်းလှုပ်ဖို့လိုနေတဲ့အချိန်မှာပေါ့နော် Chelsea အတွက်ဆိုလို့ရှိရင်ဒါအတိတ်ပြီးတော့အများကြီးတုံးလို့ရတဲ့အချိန်ဒီမျိုးမှာမရှိသေးဘူးပေါ့ကျွန်တော်က Chelsea အနေနဲ့ဟိုဒီပွဲကဟိုဂိုးသိမ့်မဲ့ပြတ်ဖက်နဲ့နိုင်သွားမဲ့ပွဲလို့ကျွန်တော်ယူဆတယ်ခုနကပြောလို့ပဲနိုင်မယ်လို့ထင်ရင် Chelsea ကဟုတ်ချင်မှာဟုတ်တာ Maresca နဲ့ Chelsea တင်းသားတွေနဲ့ Champions League ဝင်ခွင့်တနေရာအတွက်ကဒီပွဲကနိုင်ကိုနိုင်မှဖြစ်မယ် မာရက်ကအကောင်းဆုံးပြောင်းလဲမှုတွေနဲ့ကျွန်တော်ဒီပွဲကိုနိုင်အောင်ဆွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ချယ်ဆီပရိသတ်တွေမြင်ကြလာဆွနေကြပါအားလုံးကိုချစ်တင်များကြီးဒီမှာလေး